ဂိုင်းဒီနေ့တော့နှစ်စန်းတရက်နေမှာပေါ့နော်ငလင်းကြီးရလေအောက်ကနေပြီးတော့ကြောက်ကြိတ်ဆက်ကြီးမြန်ကီလိုမီတာ100ကျော်200လောက်နဲ့မောင်းလာသလားလို့အောင်းမိရတယ်ဒိ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 ဆိုဆိုဒါကလှုပ်သွားတာငလင်းကြီးလေတောက်လျှောက်လို့တယ်ဗျာမန္တလေးမှာလေနော်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကြီးရလေဘာတွေဖြစ်လို့ဘာတွေဆက်လို့ရမလဲဘယ်လို ကဲတဒံကြီးကပြီးသွားပြီမဲ့မြန်မာနှစ်ကူးကြီးကပြီးသွားပြီမဲ့ငလျင်ကြီးကတော့မပြီးသေးဘူးဗျာဆက်ပြီးတော့လှုပ်နေတော့မယ်အခုမြင်ဝင်ကတော့ဒါမနေ့ကနှစ်ဆန်းတရက်နေ့ကပေါ့နော်ဒါမန္တလေးမှာလှုပ်ခတ်သွားတဲ့ငလျင်ကြောင့်ဖြစ်သွားတဲ့လမ်းတွေဖြစ်ပါတယ်အာတိုက်တာအဆောက်အုံတွေကတော့အဲ့လောက်ကြီးအထီးခိုင်မရှိဘူးဒါပေမဲ့လမ်းတွေကတော့အခုမြင်ရတဲ့အတိုင်းဖြစ်သွားတယ်ပေါ့နော်ငကိုလှုပ်ခတ်ထားတဲ့အချိန်ကြောင့်လားဒါမှမဟုတ် ဘယ်လိုကြောင်လဲတော့မသိဘူးလမ်းတွေတော့တော်တော်ပြက်စီးသွားတယ်။ငလျင်လှုပ်တဲ့အချိန်ကတော့မနေ့ကဒီမန္တလေးကလူတွေပြောပုံရပါတော့။တနာရီ2မိနစ်လောက်ကလှုပ်ခတ်သွားတယ်လို့ပြောပုံရအဲပြောတန်ကြရပါတယ်။ငလျင်ကတော့ဒီလှုပ်ခတ်နှုံကတော့4 point ဇီရိုနှုတ်နဲ့လှုပ်ခတ်သွားတယ်လို့ပြောတဲ့ကြားရပါတယ်အခုကျွန်တော်ပြောပြပေးတဲ့သတင်းကတော့လုံးဝသတင်းအမှန်ပေါ့နော်အဲတခြားသော channel တွေတခြားသောဗျံပရာလူတွေရဲ့အဲတင်ပြချက်တလို့မျိုးကျွန်တော်ဗျံပရာမတင်ပြပါဘူးကျွန်တော်တက်တင်တဲ့တကွာပြပေးပါမယ်ဒါနှစ်စန်းတရက်နေ့ကဒါမန္တလေးမှာ CCTV နဲ့ဖမ်းမိထားတဲ့ငယ်လေးလှုပ်တဲ့ခုလိုပေါ့နော်အမှကြည့်လိုက်ကလူတွေထွက်ပြေးတယ်ပေါ့နော်အဲဆိုင်ကယ်တွေလည်းတော်တော်လှုပ်ပါတယ် CCTV မှတ်တမ်းလေးကိုတစ်ခေါက်လောက်ပြန်ပြီးတော့ကြည့်ကြည့်ပါဦးနော် ါကတော့မန္တလေးရဲ့လက်ဖေးဆိုင်တစ်ဆိုင်မှာပေါ့နော်လက်ဖေးထိုင်တောက်နေကြတဲ့သူတွေအဲတနင်္လာနေ့နှစ်မိနစ်လောက်မှာငလျင်လောက်တော့ဒါဆိုင်ကနေထပြီးတော့ထွက်ပြေးကြတဲ့ CCTV 5 view မှတ်တမ်းဖြစ်ပါတယ် ငလင်ကလှုပ်သွားတာ4.0ဆိုပေမဲ့အရင်ကြီးမပြင်းဘူးဆိုပေမဲ့မနေ့ကပြောပုံအရဆိုလို့ရှိရင်ဒီငလင်ထုတ်တာလှုပ်တာနည်းနည်းထူးဆန်းကြရလို့ပြောရပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ငလင်လှုပ်တာအော်ပြီးတော့ပေါ့နော်မြေကြီးတန်ကြီးပေးပြီးတော့အဲလှုပ်သွားတယ်လို့ပြောတဲ့ကြရပါတယ်အဲခဏလေးလှုပ်တယ်ဆိုပေမဲ့တော်တော်လေးအတန်မြီပြီးတော့တော်တော်လေးတော့ကျန်းတယ်လို့ပြောစကားအရာသိရပါတယ်နော်နောက်ထပ်လည်းမန္တလေးကအကူတယောက်ပေါ့နော်ငလင်လှုပ်တော့ကဖြစ်ဖြစ်သွားတဲ့အကြောင်းအရာလေးကိုပြောပြထားတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ထပ်ပြီးတော့တက်တဲ့အနေနဲ့ပြသပေးပါမယ် 18ရက်နေ့နှစ်စံတရက်နေ့เนาะဒီနေ့တနင်္ဂနွေနဲ့2မိနစ်ကြော်ကြော်လောက်ကတော့မြင်းငင်လောက်တာเนาะတော်တော်ကျန်းတယ်เนาะခုံတာเนาะဒုံ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 နဲ့ခုံပြီးတော့လောက်တာသိလားထွက်ကိုပြေးလိုက်ရတာအိမ်ထဲကနေအတကုံဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့မနေ့ကမန္တလေးနဲ့စကိုင်းဘက်ပေါ့เนาะတခြားသောဘက်ဒီမှာလည်းလှုပ်ခတ်သွားတယ်လို့သိရတယ်ဒါဆိုလို့ရှိရင်တော့မနေ့ကနှစ်စံတရက်နေ့ကလှုပ်ခတ်သွားတယ်ဆိုတော့အကြောင်းအရာကိုကျွန်တော်ရဲ့ channel မှာကြည့်ရှုနေတယ်အာသူတွေ ယုံသွားပြီလို့ကျွန်တော်ထင်ပါတယ်ကျွန်တော် တက်တင်နေတကွာအမြဲတမ်းအဲတရင်မှန်ကိုကျွန်တော်ပြပေးတယ်ဗောနော်တခြားသော channel တွေရှိပါတယ်ကြိုက်တီယိုဖရာကြီးမပြူဘဲနဲ့ပြူသွားတယ်လို့ဘသူကဘာဖြစ်သွားတယ်လို့အဲ့လိုမျိုးမဟုတ်မမှန်နဲ့တင်တဲ့ channel တွေရှိပါတယ်အဲ့ဒီ channel တွေကိုလည်းကျွန်တော်အရန်မုံပါတယ်ဘာလို့လဲဆိုလို့ရှိရင်မဟုတ်မမှန်နဲ့တရင်တွေကိုသူများတွေကိုအစိတ်တောက်ဖြစ်အောင်လိုက်ပြီးတော့တင်မင်းနေလို့ဗောနော်အဲ့လို channel တွေကိုကျွန်တော်နောက်ပိုင်းကျရင်ဘယ်လိုမျိုးထိထိရရ report ပေးရမလဲအဲ့ channel တွေကိုဘယ်လိုမျိုးပညာပေးရမလဲဆိုတာကိုလည်းကျွန်တော်ဗီဒီယိုတစ်ပုဒ်နဲ့ထပ်ပြီးတော့တင်ပေးပါဦးမယ်နော်အဲ့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုကြမှာပြန်လဲ ုံသေးကြပါမယ်နော်